လန်းစာရွာတရွာရဲ့ဆိုင်းလေးတစ်ဆိုင်မှာဖိုးဆိုတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ်။အဲ့ဒီဆိုင်မှာလာထိုင်တဲ့သူတွေကအများအပြားလူရန်ကားတွေပဲဖြစ်နေတတ်ပြီးလူတိုင်းဒီဘကလည်းဓာတ်တက်စီဆောင်းထားတတ်ကြပါတယ်။အဲ့ဒီအချိန်ရွာထဲမှာဘာလို့ဒါမှမသိပဲရွာလူကြီးကိုလူတယောက်ကတောင်းပန်နေပြီးရွာလူကြီးဆိုတဲ့သူကတော့ဘာမှမပြောဘဲလက်ဖွားဖြန့်ပြီးတခုခုတောင်းလိုက်ပါတယ်။ဒါကိုသဘောပေါက်တဲ့လူကလည်းသူ့ရှိမှရှိသမျှပတ်စံအောင်ရွာလူကြီးရဲ့လက်ထဲထည့်ပေးလိုက်ပေမဲ့ပတ်စံကနေသွားတာကြောင့်အဲ့ဒီလူကိုတတ်ဖို့သူ့လူတွေကိုခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်လူအုပ်ထဲမှာအုတ်ထုတ်ဆောင်းထားတဲ့သူကအရှိကိုထွက်ဖို့လှုပ်လိုက်ပေမဲ့လူတယောက်ကတားဆီးလိုက်ပြီးရွာလူကြီးရဲ့ဘေးမှာရှိတဲ့အဆောင်တွေကအီရိုမျိုးရဲ့အတော်ဆုံးသားသမားတွေဖြစ်လို့ ့သူတို့ကိုသွားမရှိဖို့ပြောလိုက်ပါတယ်။ဖူးရဲ့ဆိုင်မှာတော့ဒါသမားတယောက်ရောက်လာပြန်ပြီးအဲ့ဒီလူကဘာမှမပါတဲ့အတွက်ရေတမျိုးပဲချခိုင်းပါတယ်။ဖူးကတော့ရေတမျိုးတွေမရတာကြောင့်ပတ်စံမရှိရင်အခြားနေရာသွားမှကြီးဖို့ပြောလိုက်ပါတယ်။ အဲ့ခါထိုးသူကအနားကိုခေါ်ပြီးသူ့ကိုမအလုံး90ချပေးမယ်ဆိုရင်ဟိုဘက်ကကောင်းတွေကိုကြီးရှင်းပေးမယ်လို့အပေးယူတခုလုပ်လိုက်ပါတယ်။ဒါပေမဲ့ဖူကအလုံး90နဲ့ဈေးစစ်နေတော့ဟိုဘဝိုင်းကလန့်ခေါ်တာကြောင့်အမြန်သွားလိုက်ရပါတယ်။စိတ်ကလောနေတဲ့အတွက်ခေါ်တဲ့သူအနားရောက်တော့ချော်လဲသွားခဲ့ပါတယ်။အဲ့ဒါကြောင့်ပူးယူလာတဲ့လက်ဖက်ရည်ကွက်ကမားတဲ့သူရဲ့မျက်နှာကိုဆင်သွားခဲ့ပါတယ်။ဖြစ်ချင်တော့အဲ့ဒါအုတ်ချိုရီမှုရဲ့သားဖြစ်နေပြီးပြဿနာလည်းရှာတတ်ပါသေးတယ်။အခုလဲဖူရဲ့လက်ကိုဖျက်ဖို့လုပ်နေပြီးသူ့ကိုကယ်ပေးဖို့ခொနက်ကလူကိုလန့်ပြောနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူကတော့တော်တော်မလို့ပဲတန်းအားပေါ်မှာတုံးလုံးလဲနေခဲ့တာဖြစ်ပါတယ်။ဘတ်တတာတော့ရဲ့အစုံဖူလဲမဟုတ်လုံး90နဲ့သဘောတူလိုက်ရပါ ီအဲ့အခါကျမှအဲ့ဒီလူကထလာခဲ့ပါတယ်သူ့နာမည်ကမူကန်ဖြစ်ပြီးသူ့အရှိမတော်စကားလာများနေတဲ့ကောင်ရဲ့လက်ကိုဖြတ်ပေးလိုက်ပါတယ်ခုတ်ချက်ကလက်သက်တာတွေ့မှသိရတဲ့အထိတောင်ရမြန်လုံးပြီးချုပ်ထွေးနေတဲ့အချိန်ဒီမှာဂျာညာမှာစိုးတဲ့ဖူကအပြင်ကိုအမြန်ထွက်လာခဲ့ပါတယ်အုတ်ကြီးသားဆိုတဲ့ကောင်ကတော့စတိုင်နဲ့မလိုက်နဲ့ထိုင်နေပြီးမူကန်ကိုလေ့ပြနေကြကြောင်းဘာအောင်မှတောက်ခုဆိုင်တဲ့ပုံစံနဲ့မူကန်ကထိုသူရဲ့အရှိမရလိုက်ပါတယ်တောက်ပေါ်ပြောတာကိုဂီမဆိုင်သလိုသူ့နာမည်ကမူကန်ဖြစ်ကြောင်းနဲ့သူကရူဂျူကျောင်းကနေလာတာဖြစ်ကြောင်းမှတခါတည်းမိတ်ဆက်လိုက်ပါတယ်တစ်ဖက်မှာအုတ်ထုံးတဲ့လူကအရှိကိုထွက်လာပြီးအုတ်ကြီးရဲ့အဆောင်တွေကိုစကလုံးနဲ့ဖဲ့နေပါတယ်အကျော်မခံနိုင်တဲ့ကောင်တွေကလည်းတခါတည်း တက်ခိုက်ဖို့ပြင်လိုက်ပါတယ်။သူ့နာမည်ကရိုနဂျင်ဖြစ်ပြီးတခဏအတွင်းမှာမျက်စံတဲ့ခုတ်ချက်နဲ့ကြမ်းပါတယ်ဆိုတဲ့ကောင်လေးကိုကိစ္စတုံးပေးလိုက်ပါတယ်။မူကန်ကတော့အုတ်ကြီးရဲ့သားလက်ကိုကင်ပြီးသူ့လူတွေကိုနောက်တက်ရှိသင်းရဲ့ခေါ်လာခဲ့ဖို့ပြောပြီးအုတ်ကြီးရဲ့သားချုပ်တီးရဲ့လက်ကိုချိုးရင်စောင့်နေမယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ဟိုကောင်ရဲ့နောက်လိုက်တည်းလဲကျန်တဲ့ကောင်လေးကိုခေါ်ဖို့အမြန်ပေးသွားကြပါတယ်။အဲအချင်းချင်းကဆိုင်ထဲဝင်လာခဲ့ပြီးဆိုင်ရဲ့အခြေအနေကိုကြည့်တော့ဘာမှမလုပ်ပဲတောင်းပန်ပြီးထွက်သွားဖို့လုပ်ပါတယ်။ဒါပေမဲ့မူကန်ကရွာလူကြီးရဲ့နောက်လိုက်အထင်းနဲ့ဂျင်းကိုဝင်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ဂျင်းကတော့ "तू ကရွာလူကြီးရဲ့နောက်လိုက်မဟုတ်ကြောင်းနဲ့မင်းတို့ချင်းတဲ့ကောင်လေးကသူ့လက်ချက်နဲ့အသေးကုန်ပြီးလို့ရှင်းပြပေးမယ်"။မူကန်ကတော့စပီတက် ခိုက်နေခဲ့ပါတယ်။အဲအချိန်ဆိုင်းကိုလူတယောက်ကမီးရှို့လိုက်ပြီးဟိုနှစ်ယောက်ကတော့မီးတော်ထဲမှာတော့မပြေးပဲတိုက်ခိုက်နေကြပါတယ်။အဲ့လိုနဲ့ဇလန်ဂျင်းနဲ့မူကန်အချုပ်ခံထားတာကိုပြပြီးမူကန်ဒါအိမ်မက်မဟုတ်လားလို့ပြောနေပါတယ်။အဲအချိန်ရွာလူကြီးရောက်လာပြီးသူသားကမီးရောက်မီတီသွားတဲ့အတွက်မင်းတို့နှစ်ယောက်ပြန်ပေးစရာလိမ့်မယ်လို့ဆိုပါတယ်။တစ်ဖက်မှာဆိုင်းရှင်လင်မယားကတော့သူတို့ဆိုင်လေးပျက်စီးသွားတာကြောင့်တခြားကိုရွှေ့ပြောင်းကြမှာမို့လို့ဖိုးကိုပါခေါ်နေခဲ့ပါတယ်။ဖိုးကတော့သူ့အတွက်ဝင်ထုတ်ဝင်ဖို့မဖြစ်စေချင်တော့ဘူးဆိုကနေရဲဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာရန်သူနှစ်ယောက်ကအချုပ်ခံထဲမှာတယောက်တက်ွက်ကိုတယောက်အပြစ်ပြောနေပြီးစကားစစ်ထုံးနေကြပါတယ်။တိတ်မကြခင်မှာနှစ်ယောက်သားကနေသက်သွားကြပြီးတယောက်ရဲ့နာမည် ကိုတယောက်ကမိတ်ဆက်လိုက်ရပါတယ်အဲ့အချိန်ဖူးကထောင်ဆောင်ကိုတောင်းပန်နေပြီးဟိုနှစ်ယောက်ကိုတွေးခွင့်ပေးဖို့တောင်းဆိုနေပါတယ်အဲ့လိုတွေးခွင့်ပေးရင်ဘာမှမစိုးလုပ်ပေးပါမလို့ဆိုတဲ့အခါထောင်ဆောင်ကနှာဖို့မျက်လုံးနဲ့ကြည့်လာတဲ့အတွက်အဲ့ဒါတော့မရဘူးဆိုကဖဏတ်နဲ့မျက်နှာကိုရလိုက်ပါတယ်အဲ့နောက်နှစ်ယောက်သားဆွဲလာရမ်းလာဖြစ်နေတဲ့အချိန်အပင်ပေါ်ရှင်ကဖူးရဲ့ဘက်ကနေကူညီပေးခဲ့ပါတယ်ဖူးလည်းရှင်လေးကိုကျေးဇူးတင်ပြီးဟိုနှစ်ယောက်ရှိမဲ့နေရာကိုပြေးသွားပါတယ်အချင်းချတာတဲ့နေရာကိုရောက်တော့ဖူးကိုတွေးသွားတဲ့မူကန်ချက်ချင်းမှတ်မိသွားပါတယ်သူဘာလို့ဒီကိုရောက်လာတာလဲဆိုတာတီလာလို့ဖူးကမေးတော့မသိချင်ဘူးလို့မူကန်ပြန်ပြေးထားကြောင့်ဖူးလည်းချက်ချင်းလက်ထောက်သွားဖို့လိုလိုက်ပါတယ်အဲ့ခါကျမှငနေရတားလိုက်ပြီးလိုင်းက ိစ္စကိုမေးပါတယ်တကယ်တော့ဖူကနှစ်ယောက်စလုံးလှုပ်ပေးဖို့လာတာဖြစ်ပြီးအပေးယူနေတဲ့သူ့ကိုတခုပြန်လုပ်ပေးရမယ်ဆိုပြီးခရီးတောင်းလိုက်ပါတယ်ဖူနှစ်ယောက်ကတော့ဘာမှမသိပေမဲ့ထောင်ရဲရလွတ်မြောက်ရေးအတွက်လက်ခံလိုက်တာကြောင့်ဖူလည်းတော့ဖွင့်ပေးနေခဲ့ပါတယ်ဖွင့်နေတော့မှတော့ကျိုးသွားတဲ့အပြင်အဆောင်တွေကပါရောက်လာတာကြောင့်မတတ်နိုင်ပဲထွက်ပြေးရပါတော့တယ်အဲ့လိုနဲ့နောက်နေ့မနက်ရောက်တော့မူကန်နဲ့ဂျင်ကိုကိုပြတ်ဖို့ပြင်ဆင်နေကြပြီတစ်ဖက်ကဖူကတော့တခုခုကိုဈေးတိုင်းမှာအတနာခံပြီးတောင်းနေခဲ့ပါတယ်ဆိုင်ရှင်ကညှင်းလို့ပေးမဲ့တနာစရာရုံနဲ့လှုပ်ပြနေတဲ့ဖူကြောင့်မငင်းတာတော့ပဲလိုချင်တာယူသွားခိုင်းလိုက်ပါတယ်လိုချင်တာရသွားတဲ့ဖူတယောက်တာယာဖနက်နဲ့ပြာယာခတ်နေပြီးဟိုနှစ်ယောက်ကတော့ကိုပြတ်မဲ့နေရာစီရောက်နေကြ ပါပြီ။ရာလူကြီးဖြစ်သူကသူ့ရဲ့လောရက်ကိုနောင်တရကြရတယ်လို့မေးနေပြီ။သူ့ရဲ့ခြေထောက်ကိုဖတ်ပြီးတောင်းပန်မယ်ဆိုရင်ပြစ်ဒဏ်လျှော့ဖို့ပြိမ့်မယ်ဆိုကအခွင့်အရေးပေးလိုက်ပါတယ်။ကောင်းမတဲ့နှကောင်ကတော့အဲ့လိုလုံးမဲ့စားကိုကောင်းကိုဖျက်ပြီးတက်တည်လိုက်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ကောင်းဆောင်လဲကိုမြတ်ဖို့အမိန်ပေးလိုက်ပြီးလေပင်ပေါ်ဓာမရောက်ခင်မှာနှစ်ယောက်သားကလှုပ်ရှားလိုက်ရပါတယ်။အခြေအနေကချက်ချင်းဆိုသူတို့ပြောင်းလဲသွားခဲ့ပြီးဒီနေရာမှာနှစ်ယောက်သားငင်းငယ်ကြီးကိုခဏတာယူလိုက်ရပါတယ်။အဲ့အချိန်ဖူးကအဆောင်အုံရဲ့ခေါမိုးတက်ကိုရောက်နေပြီးသူကိုယ်တိုင်အတန်းနာခံပြီးတောင်းလာတဲ့မီရှူမီပန်းတွေကိုပစ်ချလိုက်ပါတယ်။အဲ့လိုနဲ့ရုပ်ရုပ်သေးသေးဖြစ်ကုန်ကြပြီးဂျင်းနဲ့မူကန်လည်းလွတ်မြောက်လာခဲ့ပါတယ်။တနေရာရောက်မှာနှစ်ယ ောက်သားဆင်းရဲမှုကြံစည်တာကြောင့်တိုက်ခိုက်ဖို့ပြင်လိုက်တဲ့အချိန်ဖူးကရောက်လာပြီးတားလိုက်ပါတယ်။အခုလိုတိုက်ခိုက်လို့နှစ်ယောက်သုံးသေးသွားရင်ဖူးရဲ့နောက်ကိုလိုက်မဲ့သူမရှိမှဆိုတဲ့အတွက်ပန်းကောင်းလံပြီးဆုံးဖြတ်ဖို့အကျွေးစစ်တစ်စိတ်ကိုထုတ်လိုက်ပါတယ်။ပန်းကြရင်ဖူးရဲ့နောက်ကိုလိုက်ရမှာဖြစ်ပြီးခေါင်းဆောင်ရင်တော့နှစ်ယောက်သားလှုပ်ချင်ရလှုပ်ခွင့်ရမှာပဲဖြစ်ပါတယ်။ငိုကန်အကျွေးစစ်ကိုယူပြီးလေးဘောပြက်လိုက်တဲ့အခါအားထက်တာများသွားတဲ့အတွက်ခဏအကြာမှဖူးရဲ့နှစ်ဖူးကပြုတ်ကျလာခဲ့ပါတယ်။အဲ့အချိန်မှာပဲရွာလူကြီးရဲ့နောက်လိုက်တီရောက်လာတာကြောင့်သုံးယောက်သားပြေးရပါတော့တယ်။အကျွေးစစ်ကတော့ပန်းကြတာကြောင့်ဖူးရဲ့နောက်ကိုနှစ်ယောက်သားလိုက်ရတော့မှာပဲဖြစ်ပါတယ်။ လူတယောက်ကအိုနီကာဝါဆိုတဲ့သူကိုလွတ်ပေးဖို့အဲဒီကထောင်ဆောင်ကိုပြောနေခဲ့ပါတယ်။ဒါပေမဲ့အိုနီကာဝါဆိုတဲ့သူကိုသေတံချတာတာမို့လို့ထောင်ဆောင်ကတားနေပေမဲ့အဖျက်ခံလိုက်ရတဲ့သူ့ရဲ့လက်တစ်ဖက်အတွက်ပြန်ပြီးလက်စားချိန်မှရမယ်ဆိုပြီးကြောက်စရာမျိုးလုံးနဲ့လှည့်ပြောလိုက်ပါတယ်။တကယ်တော့အဲဒီသူကဖိုးရိုဆိုင်မှာလက်ဖျက်ခံလိုက်ရတဲ့သူဖြစ်ပြီးသူ့ရဲ့နာမည်ကရူဂျီယိုဖြစ်ပါတယ်။အဲနောက်ထောင်တကားကိုဖွင့်လိုက်ပြီးအိုနီကာဝါဆိုကလှည့်နေတဲ့လူကိုခေါ်လိုက်ပါတယ်။ပြီးတော့အိုနီကာဝါရဲ့မျက်နှာကိုအယမ်းလာကြောင်ချီမွန်ကန်းနဲ့ဖွင့်နေပြီးနောက်ဆုံးမှတရားထွက်ပြေးအောင်လို့ပြောလိုက်ပါတယ်။နောက်တစ်ခါမှသုံးယောက်သာဘိုက်ပြေးဖို့အတွက်သူတို့ရှိမှရှေးသမျှပတ်စံတွေကိုထုတ်လိုက်ရပါတယ်။အားလုံးပေါင်းလို့နှစ်ယောက်စာမ ပြည့်တဲ့အပြင်ဘူကန်ကဝတ်တခြားသီးပဲပါလာတာကြောင့်ဘာမဆိုင်ညာပဆိုင်နဲ့နှစ်ယောက်သား fighting play ကိုလုံးနေရပြန်ပါတယ်။ဖူးကတော့သူ့ကိုဂရီပေးထားတဲ့နယ်ကင်ပေါက်ပြီးဒီအတော့တွင်းမှာရမဖြစ်ကြဖို့ပြောနေပါတယ်။အဲနောက်ဆိုင်ဒီဇိုင်းမှာဘိန်းမုံကိုမာလိုက်ကြပြီးမုံလုံးက၄ခုပဲပါလာခဲ့ပါတယ်။သုံးယောက်သားအဝေးမတက်ဖြစ်နေတော့အဲ့ဒီမုံကိုကြီးကဲကလာချီသွားခဲ့ပြီးအဲအချိန်အခြားဝိုင်းရလူနှစ်ယောက်ကဒီနားမှာဘီလူးတက်ကောင်တောင်းညံ့နေတယ်ဆိုပြီးပြောနေကြပါတယ်။ဝိုင်းတဲ့ကလူတစ်ယောက်ကဘေးမှာရှိတဲ့ဆာမူရိုင်းကိုသူတို့အတွက်ဘီလူးကြီးကိုတုံးသင်ပေးဖို့ပြောနေပေမဲ့အဲ့ဒီလူကတော့ရုပ်တရက်ခွေးထားအောင်တာတောင်လှမ်းနေခဲ့တာဖြစ်ပါတယ်။အဲအခါမူချန်းထိုးသူတွေရဲ့ဝိုင်းကမုံကို ိုယူစားလိုက်ပြီးအဲ့ဒီဘလူးကိုသူကိုယ်တိုင်တပ်ပေးမဲ့အစိုးကလောက်ကအနှင်းငယ်ပြလိုက်ပါတယ်အဲ့ဒါကိုသဘောကျသွားတဲ့ကောင်းလေးလဲနောက်ထပ်မုံလုံးလေးကိုထပ်မှလိုက်ပြီးအဲ့ခံနေခဲ့ပါတယ်အဲ့အချိန်ဖူးကသူ့ကိုပေးထားတဲ့ခရီးအကြောင်းလာပြောနေတာကြောင့်ဟိုနှစ်ယောက်ကစိတ်လျှောက်ဖို့ပြောပြီးအတူတောက်ဖို့ခေါ်လိုက်ပါတယ်တယောက်တည်းထိုင်နေတဲ့ဂျင်ကတော့ငါကျောက်ဆာမူတိုင်းကိုအကဲခတ်နေခဲ့ပါတယ်ခဏကြာမှတော့အတောင်းတော်ပြီးဖူးတရားမှောက်နေခဲ့ပါပြီစိုက်ရှင်အဖိုးကြီးကနေဝင်တော့မှမလို့ဘယ်မှာတဲမလဲလို့မေးတဲ့အခါဂျင်ကတဲရမရှိကြောင်းပြန်ဖြေလိုက်ပါတယ်အဲ့ဒါကြောင့်အဖိုးကြီးလဲရေပူစားကိုသွားတဲ့လမ်းမှာတဲတလုံးရှိတယ်ဆိုပြီးလမ်းညွန်ပေးလိုက်ပါတယ်ဒီလိုနဲ့နောက်တစ်ခါမှာဖူးကိုလဲဖ ေါ်တင်ခေါ်ခဲ့ပြီးတုံးတော်သားတက်ရှိရဲ့နေရာကိုသွားနေပါတော့တယ်။သွားနေရင်လမ်းမှာမိန်ကလေးတောင်းနဲ့တွေ့ပြီးဇလန့်ချင်းကိုလမ်းညွန်ပေးခဲ့တဲ့အဖိုးကြီးစီရောက်သွားပါတယ်။တကယ်တော့အဲ့လိုလမ်းညွန်ခိုင်းလိုက်တာရိုဂျီယိုဖြစ်ပြီးအခုလည်းလုံချိုးရဲ့အတွက်အဖိုးကြီးကိုတတ်လိုက်ပါတယ်။တစ်ဖက်မှာဟိုမိန်ကလေးကမူကန်ကိုဘာလို့ပေးခဲ့မှန်းမသိပဲကျေးဇူးတွေတင်နေခဲ့ပြီးဘယ်အရာမှလကားမပေးတတ်တဲ့မူကန်ရဲ့အချင်းကိုတီးသွားတော့ဘလောက်ပေးရမလဲလို့ပြောလိုက်ပါတယ်။ဒီတခါမူကန်လည်းနားလျရခတ်တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီးဘလောက်တတ်နိုင်လဲလို့မေးလိုက်ပါတယ်။အဲ့လိုနဲ့နောက်တစ်ခါမှာတက်ရှိရဲ့နေရာကိုရောက်လာပြီးရောက်ရောက်ချင်းမှာပဲမူကန်ကလှုပ်ရှားရှိတယ်ဆိုပြီးပြန်ထွက်သွားပါတယ်။တ ကယ်တော့လမ်းမှာတွေ့ခဲ့တဲ့မိန်းကလေးစီကိုအကျွေးသွားတော့တာဖြစ်ပြီးနှစ်ယောက်သားအင်တလုံးထဲမှာတိတိတူးနေခဲ့ပါတယ်အဲ့အချိန်အိတ်နေတဲ့ဖူကပြန်လို့လာပြီးရူဂျီယိုကမထာသိနေအောင်ဆိုကပြန်လိုက်အိတ်ခိုင်းလိုက်ပါတယ်အဲ့အချိန်ချင်းကရေပူဆန်းအောင်ရောက်နေပြီးဈေးဆိုင်မှာတွေ့ခဲ့တဲ့ငကြောက်ဆာမူတိုင်းမှာရှိနေခဲ့ပါတယ်ဖူကိုခေါ်လာတဲ့ရူဂျီယိုကန်ဒိုဒေတာရဲ့ရဲတပ်ဖွဲ့ကချွေတူးတဲ့အလုသမားတွေကိုတတ်တဲ့အမှုလက်ပတ်ရည်ဆိုင်ကိုမီးရှို့တဲ့အမှုစားတဲ့အမှုပေါင်း၃၀၀ဆောင်နဲ့ဖမ်းဖို့လူနှစ်ယောက်ရောက်လာခဲ့ပါတယ်ဒါပေမဲ့ဖမ်းတဲ့အဆင့်ကိုမရောက်ခင်အိုနေကဝါကသူတို့နှစ်ယောက်ကိုရှင်းလိုက်ပြီးသူ့ရဲ့ပုံစံဆေးရစလူတစ်ယောက်လိုဖြစ်နေခဲ့တာဖြစ်ပါတယ်နောက်တစ်ခါမှာဖူကိုစောက်ကြည့် ည်နေတဲ့အိုနီကာဝါဖို့ကိုရင်ခွင့်နေပြီးသူ့ရဲ့အကြောင်းတွေကိုပြပြနေခဲ့ပါတယ်။လူရီကသူ့ရဲ့ပုံစံကိုကြောက်ရွံ့ကြပြီးသူ့ကိုဗီဒူးတကောင်လိုဆက်ဆံခဲ့ကြပါတယ်။အဲဒါကြောင့်ပဲသူ့ရဲ့မျက်နှာကိုပေါ်ဝါနဲ့အုပ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဖူကတော့အိုနီကာဝါရဲ့အနားကိုသွားပြီးငါမင်းကိုမကြောက်ပါဘူးလို့ပြောလိုက်ပါတယ်။အထူးသဖြင့်မင်းရဲ့မျက်နှာကိုပေါ့။ဝမ်းနဲ့နေတဲ့အိုနီကာဝါရဲ့မျက်လုံးတွေကအတိတ်မှာဘယ်လောက်ထိခံစားရလဲဆိုတာဖူတယောက်နားလည်နေခဲ့တာပဲဖြစ်ပါတယ်။အဲ့ချိန်ရူဂျီကိုရောက်လာပြီးအိုနီကာဝါကိုအသိပြေခိုင်းထားလိုက်ပါတယ်။တစ်ဖက်မှာမူကန်ကတော့အကျွေးတောင်းနေပြီးအဆမှာပဲတခုခုခံစားလိုက်ရပါတယ်။တကယ်တော့အဲ့ဒါကလေရူဂျီရဲ့ အစီအစဉ်ပဲဖြစ်ပြီးမူကန်တော့တဲ့အရက်ထဲမှာအစိတ်တွေပါနေခဲ့ပါတယ်။ပေလောက်တဲ့အစိတ်ဖြစ်လို့ဖြေးသေးကိုလိုချင်ရူဂျီယိုစီသွားဖို့မင်းကလေးကပြောလိုက်ပါတယ်။ဂျင်ရတော့ငါကြောက်ဆာမူတိုင်းခေါ်တဲ့စီကိုလိုက်လာခဲ့ပြီ။တန်နီယာအရောက်မှာအဲ့ဒီလူကသူ့ရဲ့တရုတ်မန်ကိုပြသခဲ့ပါတယ်။တကယ်တော့အဲ့ဒီလူကလှုပ်ချန်တက်ဖြတ်သူတယောက်ဖြစ်ပြီးအဲ့ဒါကိုဂျင်ရလည်းရိစားမိပြီးသားဖြစ်ပါတယ်။အဲ့နောက်နှစ်ယောက်သားစတင်တိုက်ခိုက်ကြပြီးမူကန်လည်းရူဂျီယိုစီရောက်လာခဲ့ပါပြီ။မူကန်ကသူ့ရဲ့လက်ကိုပြလိုက်ပြီးမှတ်မိသေးလားလို့လန့်ပြောလိုက်ပါတယ်။ဒါပေမဲ့မှတ်တမ်းကောင်းတဲ့မူကန်ကတော့ရူဂျီယိုကိုမေ့နေခဲ့ပြီဖြစ်ပါတယ်။အဲ့နောက်အိုနီကာဝါဘက်ကစတင်တိုက်ခိုက်ခဲ့ပြီးစေးရှင်ရောက်မူက န်တယောက်အားနဲ့နေခဲ့ပါတယ်တိုက်ခိုက်နေရင်အိုနီကာဝါရဲ့ဘဝငူကန်ကြောင့်ပြဲသွားခဲ့တဲ့အတွက်သူ့ရဲ့မျက်နှာကိုမမြင်စေချင်တဲ့အိုနီကာဝါကလက်နဲ့အုပ်နေခဲ့ပါတယ်ဒါပေမဲ့ကြောင်းကြီးနေတဲ့မူကန်ကိုရုတ်တရက်တိုက်ခိုက်ခဲ့တာကြောင့်မူကန်လည်းခံလိုက်ရပါတယ်တစ်ဖက်မှာဂျင်တို့ရဲ့တိုက်ပွဲကပြင်းထန်နေသေးဖြစ်ပြီးငကြောက်စာမူရန်ရဲ့တိုက်ခိုက်ရေးဆွမ်းရည်ကမထင်ထားလောက်အောင်ကျွမ်းကျင်နေခဲ့တာဖြစ်ပါတယ်မူကန်ကတော့ရူဂျီယိုရဲ့နှိပ်စက်တာကိုခံနေရပြီးအဲ့အချိန်မှာဖူးကအနောက်ကနေတွန်းလိုက်တဲ့အတွက်ရူဂျီယိုတယောက်မျောင်းထဲမှာခေါင်းဆိုင်နေခဲ့ပါတယ်စိတ်တူသွားတဲ့ရူဂျီယိုလည်းဖူးကိုရိုက်ပြီးတတ်မလို့လုံးနေခဲ့ပါတယ်အဲ့အခါအနောက်ကနေအိုနီကာဝါရူဂျီယိုရဲ့လက်ပြီးကိုညှစ်ပြီးတတ်ပလိုက် လိုက်ပါတယ်အဲနောက်မူကန်နဲ့ဆက်ပြီးတိုက်ခိုက်ဖို့လုပ်ဝင်မဲ့ဖူးရဲ့ orbit နေတဲ့အတန်းကြောင့် Unigawa ရလိုက်ပါတယ်ဒါပေမဲ့မူကန်ရဲ့ဓာတ်ကတော့ Unigawa ရဲ့ရင်ဝတ်တက်တက်ကိုနှင်းဝင်သွားခဲ့ပြီဖြစ်ပါတယ်အဲအချိန်ငကြောက်ဆောင်မူတဲ့သူ့အလို့ရှင်ရှော့သွားပြီဖြစ်လို့ပတ်စံရတော့မှမဟုတ်တဲ့အတွက်ဂျင်းနဲ့ဆက်ပြီးတိုက်ခိုက်စရာမလိုတော့ဘူးဆိုတာဓာတ်ကိုပြန်သိလိုက်ပါတယ်အဲနောက်တနေ့ပြန်တွေ့ဖို့မျှော်လင့်နေဆိုတာထွက်သွားခဲ့ပါတယ် Unigawa ကတော့မူကန်ရဲ့လက်ချက်ကြောင့်သူ့ရဲ့နောက်ဆုံးအချိန်ကိုရောက်ရှိနေပြီဖြစ်ပြီးဖူးရဲ့အနားမှာပိုးဆုံးကျူးလေးတွေကိုကျင်းသူ့ရဲ့နောက်ဆုံးအချိန်ကိုပြသန်းသွားခဲ့ပါတယ် ဒါကတော့အပိုင်းနှစ်ဖြစ်ပြီးနောက်ပိုင်းတွေတော့နောက်နေ့မှာတင်ပြသွားပါမယ်။သဘောကျရင် like and share လေးနဲ့ကူညီပေးခဲ့လို့ရပြီ။ Subscribe လုပ်ခဲ့သေးဘူးဆိုရင်လည်း Subscribe လုပ်ခဲ့ကြဖို့တောင်းဆိုပါရစေ။အဆုံးလို့ကြည့်ပြီးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။